ဒီကိုရောအားလုံးပဲမင်္ဂလာပါခင်ဗျာ။ဘာမခိတ်ကနေជួសូបပါတယ်။ကျွန်တော်ကတော့ကိုဆက်ပါ။အခုကတော့နိုဝင်ဘာလ23ရက်နေ့အတွက်နောက်ဆုံးရအားကစားသတင်းတွေကိုစူးစီးပြီးတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာ။ကမ္ဘာဆွဲဆောင်မှုရှိဆုံးဘောလုံးမယ်လို့သတ်မှတ်ခံထားရတဲ့ဆွစ်ဇာလန်ဘောလုံးမယ်အလစ်ရှာလီးမန်ရဲ့အပေါ်ပိုင်းအဝတ်မပါတဲ့ဓာတ်ပုံတစ်တွေကြောင့်မလို့အီတလီနိုင်ငံနဲ့ဆွစ်ဇာလန်နိုင်ငံမှာအင်တာနက်လိုင်းတွေပိတ်ဆို့နေကွေးမှုတွေဖြစ်ခဲ့ပါတယ်။အသက်26နှစ်အရွယ်ကွင်းလယ်တောင်ပိုင်းကစားသမားအလစ်ရှာလီးမန်ဟာလက်ရှိအချိန်မှာ Serie A ကလပ် ကိုမိုအမျိုးသမီးအသင်းမှာကစားနေသူပါ။အလီရှာလေးမန်ဟာပြီးခဲ့တဲ့ဘောလုံးရာသီကဂျူဗင်တက်နဲ့အတူစီးရီး A ချန်ပီယံဆုရရှိခဲ့ပြီးတဲ့နောက်မှာကိုမိုကိုပြောင်းခဲ့တာဖြစ်ပါတယ်။အလီရှာလေးမန်ဟာအပေါ်ပိုင်းမှာအဝတ်မပါဘဲဂျင်းပေါင်းမီဝတ်ထားတဲ့ဓာတ်ပုံတစ်တွေကိုသူမရဲ့ Instagram မှာတင်ခဲ့တာဖြစ်ပြီးအချိန်တိုအတွင်းမှာကြီးရှုတဲ့သူတန်ပေါင်းများစွာရှိခဲ့တာကြောင့် internet line ပိတ်ဆို့နေကွေးမှုတွေဖြစ်ခဲ့တာပါ။ရက်ကူးခဲ့တဲ့အဖြူမဲပဲတုံးထားတဲ့ဓာတ်ပုံလေးပုံကိုအလီရှာလေးမန်က Instagram မှာတင်ခဲ့တာဖြစ်ပြီး အဲ့ဒီပုံစံနဲ့အလစ်ရှက်လေးမန်းရဲ့ပုံတွေကိုဆိုရှယ်မီဒီယာမှာ ပထမဆုံးမြင်ရတာဖြစ်လို့လဲကြည့်ရှုသူတွေများပြားခဲ့တာဖြစ်ပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့လီဗာပူးသမားရဲ့အဆိုးဝါးဆုံးမှတ်တမ်းတစ်ခုကိုပိုင်ဆိုင်သွားတဲ့အီဆက်ရဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်လီဗာပူးတိုက်စစ်မှုအီဆက်ဟာအသင်းသမားရဲ့အဆိုးဝါးဆုံးမှတ်တမ်းတစ်ခုကိုပိုင်သွားခဲ့တာပါအဲ့ဒါဟာအီဆက်ဟာလီဗာပူးသမားမှာပြီးခဲ့တဲ့နှစ်တရာအတွင်းပထမဆုံးပွဲထွက်ကစားတဲ့အမက်ဘေးပွဲစဉ်၄ပွဲလုံးရှုံးခဲ့တဲ့ ပထမဆုံးကစားသမားဆိုတဲ့မှတ်တမ်းစိုးကိုပိုင်ဆိုင်သွားတာဖြစ်ပါတယ်။ Isak ဟာ Liverpool နဲ့ Premier League ပွဲစဉ်၄ပွဲပွဲထွက်ကစားခဲ့ရမှာ Crystal Palace, Chelsea, Man U နဲ့ Nottingham Forest တို့ကိုရှုံးနိမ့်ခဲ့တာကြောင့်နှစ်တရာအတွင်းမှာ Liverpool အတွက်အမှတ်ပေးပွဲစဉ်တွေမှာပွဲထွက်ကစားတဲ့၄ပွဲလုံးရှုံးခဲ့တဲ့ပထမဆုံးကစားသမားအဖြစ်နဲ့မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။ Isak ဟာ Nottingham Forest နဲ့ပွဲမှာလည်းပွဲချိန်68မိနစ်အထိကစားခွင့်ရခဲ့တယ်ဆိုပေမဲ့ဘောလုံးထိချက်15ချက်ပဲရှိတဲ့အထိစိုးရတဲ့ခြေစွမ်းမျိုးဖြစ်ခဲ့တာကြောင့်မလို့ ဖိအားတွေနဲ့ပုံမှုရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အီမိုရင်ကိုအချိန်ပေးခဲ့တာမှန်တယ်လို့မန်ယူရဲ့စွမ်းဆောင်ရည်မှတ်တမ်းတွေကညွန်ပြနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မန်ယူရဲ့စွမ်းဆောင်ရည်တွေမြင့်တက်လာခဲ့တယ်လို့ပြည်တိန်နေမဲ့ကျော်သတင်းဌာနတစ်ခုဖြစ်တဲ့မေရာကရေးသားခဲ့တာပါမန်ယူဟာပြီးခဲ့တဲ့ဘောလုံးရာသီကတပွဲကိုပြန်ပြရမဲ့၃ညတရမ9မှတ်ပဲရတဲ့အထိကိုအချိန်နေစိုးခဲ့ပေမဲ့လက်ရှိဘောလုံးရာသီမှာတော့တပွဲကိုပြန်ပြရမဲ့ တိတရမခွန်9မဲ့ရတဲ့အထိကိုတိုးတက်လာခဲ့တာဖြစ်ပါတယ်။ဒါပြင်မန်ယူရဲ့ပယ်နယ်တီမပါဘဲ900နိုင်ချီကပြီးခဲ့တဲ့ရာသီမှာဆိုရင်တိတရမနှစ်၄ပဲရှိခဲ့ပြီးလက်ရှိဘောလုံးရာသီမှာတော့ရာခိုင်နှုန်း20အထိမြင့်တက်လာခဲ့ပြီးတိတရမ၄၈အထိကိုရောက်နေတာဖြစ်ပါတယ်။ဒီလိုအချက်တွေပြင်ခက်စစ်ပိုင်းရဲ့စွမ်းဆောင်ရည်ပြိုင်ဘက်ဂိုးပေါက်ကိုချင်းချောက်နိုင်မှုအပိုင်းတွေမှာလည်းပြီးခဲ့တဲ့ဘောလုံးရာသီကထက်မြင့်တက်လာတာတွေကြောင့်အီမိုရင်ဟာဘောလုံးရာသီတစ်ခုပဲကင်တွယ်ရသေးပေမဲ့မန်ယူကိုအပြောင်းအလဲတွေစတင်လုပ်နိုင်ခဲ့ပြီးလို့မီရာကရေးသားခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးပါမယ်အဲ့ဒါကတော့ရှုံးခွဲကြုံပြီးနောက်မှာဒိုင်းအဖွဲ့နဲ့ကင်မရာသမားကိုပါမန်စီးတီးနီးပြကပြဿနာရှာခဲ့တဲ့သတင်းဖြစ်ပါတယ်မန်စီးတီးနီးပြဂွာဒီယိုလာကနျူကာဆယ်ကိုနှစ်ဂိုးတစ်ဂိုးနဲ့ရှုံးခဲ့တဲ့ပွဲအပြီးမှာကွင်းလယ်တိုင်ဆမ်ဘရောနဲ့အဖွဲ့ပြင်ရိုက်ကူးရေးလုပ်နေတဲ့ကင်မရာသမားကိုပါပြဿနာရှာတဲ့အထိဒေါသပေါက်ကွဲခဲ့တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်ဂွာဒီယိုလာဟာပွဲချိန်ပထမပိုင်းမှာဖီးလ်ဖိုတန်ကိုနျူကာဆယ်ဘက်ကပြစ်ဒဏ်ကျူးလွန်ခဲ့တာကိုပယ်နယ်တီမပေးခဲ့တဲ့အပြင်နျူကာဆယ်ရသွားတဲ့အနိုင်ဂိုးကလည်း ဂိုးမသွင်းခင်ဂိုးသမားဒေါ်နာရမာကိုပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့ကြားကဒိုင်းကခွင့်ပြုပေးခဲ့တဲ့ဂိုးဖြစ်တယ်လို့သတ်မှတ်ပြီးတော့ပြဿနာရှာခဲ့တာပါဂွာဒီယိုလာဟာပွဲပြီးသွားချိန်မှာကွင်းထဲဝင်သွားပြီးဆန်ပါရိုနဲ့လက်ထောက်ဒိုင်းတွေကိုပြဿနာရှာခဲ့တဲ့အပြင် VAR ဒိုင်းတွေကိုလည်းအပြစ်တင်တဲ့စကားတွေနဲ့အော်ဟစ်ခဲ့ပါတယ်ဆန်ပါရိုနဲ့တခြားဒိုင်းတွေကွင်းထဲကထွက်သွားချိန်မှာဂွာဒီယိုလာဟာရိုက်ကူရေးလုပ်နေတဲ့ကင်မရာသမားစီကိုတွားပြီးဒေါသတကြီးပြဿနာရှာနေတာတွေကိုလည်းကွင်းထဲမှာကြံရှိနေသူတွေမြင်ခဲ့ရတာဖြစ်ပါတယ် ဂွာဒီယိုလာကသူတို့အတွက်ထိုက်တန်တဲ့နိုင်ပွဲတစ်ပွဲကိုမထိုက်တန်တဲ့အရာတွေကြောင့်ဆွန့်လွတ်ခဲ့ရတယ်လို့လည်းပြောကြားခဲ့ပါတယ်ခင်ဗျာဒီကနေ့တော့နောက်ဆုံးရသတင်းတွေကိုကျွန်တော်တို့ဘာမာကီကနေပြီးညီကိုတို့အားလုံးအတွက်စူးစီးပြီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ဒီပုံမှာညီကိုတို့ထင်မြင်ဥစားချက်တွေကိုကျွန်တော်တို့ဘာမာကီရဲ့ဗီဒီယိုတွေအောက်မှာ comment လေးတွေပေးသွားနိုင်တယ်လို့ကျွန်တော်တို့ဘာမာကီရဲ့ဗီဒီယိုတွေကိုလည်း like and share လုပ်ပေးဖို့မေတ္တာရက်ခံပါတယ်ခင်ဗျာကျွန်တော်တို့ဘာမာကီရဲ့ဗီဒီယိုတွေကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ညီကိုတို့အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ